สวัสดีครับอารมณ์แม่มิงลาบ่ครับเนี่ยจารย์เยเพจก็นี่ไปแล้วเปลี่ยนจุสุไล่ไปได้ทีนี้ทายสา2ရက်မြောက်နေ့မှာကျွန်တော်က internal organ တွေကိုကျွန်တော်ကထိုင်းလိုမျိုးပြောပြပေးတာမှဖြစ်ပါတယ်ဆိုတော့ပထမဆုံးတလုံးက eyes ပေါ့เนาะ eye ကကြတော့ထိုင်းလိုမျိုးตาလို့ခေါ်ပါတယ်ตาပါဆိုတော့သုံးစံတိုင်းကျွန်တော်ရဲ့ဗီဒီယိုတွေလိုက်ကြည့်မယ်ဆိုလို့ရှိရင်စာအုပ်ကင်ထားပါပုံပြင်ကင်ထားပါပေါ့เนาะ ဆိုတော့နောက်တစ်ခုကကြတော့ tar right tar right ဆိုတာကတော့လက်ဘင်းမှာအခဏကိုကြီးထွားစေတဲ့ဟော်မုန်းပေါ့နော်အဲ့ဒါကြတော့ thai လိုမျိုးပဲသူလည်းအင်္ဂလိပ်တန်တွေပဲပေါ့နော် thai လို့ခေါ်ပါတယ် thai right လို့ခေါ်ပါတယ်နောက်တစ်ခုကကြတော့အဆုပ်အဆုပ်ကိုကြတော့ကျွန်တော်တို့က lens ပေါ့အင်္ဂလိပ်လို့ဆိုရင်တော့ဒီမှာ thai လို့ဆိုရင်တော့ pot လို့ခေါ်ပါတယ် pot or the pot လို့ခေါ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော် pancreas ပေါ့နော် pancreas ကကြတော့ တနည်းအားပြောရင်မုတ်ချိုအိတ်ပေါ့နော်ကျွန်တော်မုတ်ချိုအိတ်မှာဗာဒီထောက်လို့ဆိုတော့အင်ဆူလင်ဆိုတဲ့ဗာဗာညုတ်ကပေါ့နော်ထုတ်တယ်ပေါ့ပြောလို့ရှိရင်တော့ medical ပိုင်းရတော့မှာပေါ့နော်ဆိုတော့အဲ့ဒါကြတော့ dab on လို့ခေါ်ပါတယ် dab on လို့ခေါ်ပါတယ်နောက်တစ်ခုကကြတော့ကျွန်တော် CJ ပေါ့နော် CJ လို့ထင်တာပဲ CJ ကိုကြတော့ဆိုတော့အင်္ဂလိပ်လို့ဆိုရင် spleen လို့ခေါ်ပါတယ်အဲထိုင်းလိုမျိုးကြတော့ mom လို့ခေါ်ပါတယ် mom လို့ခေါ်ပါတယ် အဲနောက်တစ်ခုကျတော့ကျွန်တော်တို့ဥပေါ့နော်ဥမကြီးပဲဖြစ်ဒီဥတိမ်နေပဲဖြစ်အကောလုံးကိုအဲတော့ intestine လို့ပြောရတာပေါ့နော် intestine ထိုင်းလိုမျိုးကျတော့ lam sai လို့ခေါ်ပါတယ် lam sai နောက်တစ်ခုကကျတော့ကျွန်တော်တို့ c a c a ကိုကျတော့ bladder လို့ခေါ်ပါတယ်အဲ bladder အဲထိုင်းလိုမျိုးဆိုရင်တော့ကပောက်ကပောက်ကကျတော့ကျွန်တော်တို့အိတ်ပေါ့နော်ကပောက်ပြီးတော့သူကကျတော့ဘယ်လိုမျိုးဆိုတော့ ืมบันซาว่ารู้เปียวละทีนะบ่เนาะบันซาว่าบ่เนาะบันซาว่ากระเป๋าบันซาว่าบ่เนาะ CA บ่อ่านั่นละคู่จ้ะรออเตลิเวอร์ลิเวอร์โอจ้ะรอเจ้ารู้ดับลูกขอบาเดดับบ่เนาะเออนั่นละตัวคู่จ้ะรอเจ้าบาละสู้อสาเองอสาเองโอจ้ะรอสโตแมนอังกฤษรู้สู้ยินสโตแมนไทยรู้สู้รู้สิเนาะกระเป๋าอาหารขอบาเดกระเป๋าอาหาร กระเป๋าอาหารအဲနောက်တစ်ခုကြတော့ကျွန်တော်ကစ်တနီကစ်တနီကကြတော့ကြောက်ကက်ကြောက်ကက်ကိုကြတော့ထိုင်းလိုမျိုးတိုင်လို့ခေါ်ပါတယ်တော့အိုင်တိုင်လို့ခေါ်ပါတယ်အဲနောက်တစ်ခုကကြတော့ကျွန်တော်တို့နှလုံး heart heart ကိုကြတော့ထိုင်းလိုမျိုးဟူဝဲကြိုင်လို့ခေါ်ပါတယ်ဟူဝဲကြိုင်တခြင်းလေးမှာဆိုကြားပုံပါပေါ့နော်ဟူဝဲကြိုင်ဟူဝဲကြိုင်ဆိုတော့အဲနောက်ထပ်တစ်ခုကကြတော့ brain brain ကကြတော့အုံနှောင်း အုံနောက်ကိုကြတော့ထမ်းလိုမျိုးစမောင်စမောင်အဲကြောက်ဘူးပါလေမရုပ်ရှင်ကားထဲမှာမိမိစမောင်အုံနောက်မရှိဘူးအဲအဲ့လိုမျိုးပြောတာရှိမှာပေါ့နော်โอเคဒါကတော့အတွင်းကလီစာတွေကိုထမ်းလိုမျိုးခေါ်ဝေါ်တွေပဲဖြစ်ပါတယ်ကျွန်တော်စာအုပ်မှာချမှတ်ထားပေါ့နော်အဲပြီးလို့ရှိရင်တော့ကျွန်တော်ကအခုအနေနဲ့ ठी ဆိုတဲ့အဲအတော့နှောင်းလေးနဲ့ကျွန်တော်တွဲပြမှာပေါ့နော်ဆိုတော့ဘယ်လိုမျိုးတွဲပြမလဲဆိုပြီးရင်ဥမာ ठी စမောင်အုံနောက်မှာနော် ที่สมองเอาเน่ามาที่หัวใจเราดามาที่ได้ที่ได้ ที่ใต้เจ้าแก้มา ที่กระเป๋าอาหารอาซาเอมา အာ tea leaf အာ tea leaf ပါတယ် tea dab tea dab ကကြတော့အသေးမှာပေါ့စတဲ့ဖြင့်အဲ့လိုမျိုး tea ကိုအရှိမသွဲသုံးမယ်ဆိုလို့ရှိရင်တော့မှားပေါ့နော်ဒီ cleanser အတွင်းမအောင်အောင်နှောက်မှာအသေးမှာပါဖြစ်တယ်ညာဖြစ်တယ်ဆိုပြီးတော့ကျွန်တော်တို့ကိုတည်တဲ့လောက်ကိုစက်ကလုံးဆက်လို့ရတာပေါ့နော်အာ okay နောက်ထပ်ခုကကြတော့ခေါင်းခေါင်းကကြတော့ပစ္စည်းသူပိုင်တဲ့အရာကိုသူပိုင်တဲ့အရာလားကိုပိုင်တဲ့အရာလားဒီခေါင်းရဲ့အနောက်မှာ အဲကျွန်တော်ဖုံတော့လကောင်းနန်စားတွေကတ်သွဲတုံးလို့ရတယ်ပေါ့နော်ဆိုတော့အရှိမကျတော့ဂျီနန်နေတုံးလို့ရတယ်အဲဘာလဲလဲဆိုရင်ဒီမှာကျွန်တော်ပြရတဲ့ကလီစာတွေပေါ့အုံနောက်အဲ 2e အုံနောက်ဆိုလို့ရှိရင်စမွန်ခွန်ခေါ 2e အုံနောက်သူ့ရဲ့အဲသူ့ရဲ့အဆုတ်ဆိုလို့ရှိရင်သူ့ရဲ့အဆုတ်ဆိုလို့ရှိရင်ပေါ့ခွန်ခေါ်သူ့ရဲ့အဆုတ်ပေါ့နော်ဆိုတော့အဲဒါကကျတော့အတွင်းကလီစာတွေကိုထိုင်းလို့အခေါ်ဝော်လीအ ပြောပြတာဖြစ်ပါတယ်ဆိုတော့ဒါလေးလေးဒါလေးတွေကလည်းအရေးမကြီးဘူးလားဆိုတော့အရေးကြီးတာပေါ့ကျွန်တော်တို့ထိုင်းမှာတွားပြီးတော့အချိန်ပြတဲ့ခါကျရင်အမ်ပြောတတ်အောင်ကျွန်တော်တို့ဒါတွေကတော့အမှတ်ထားသင့်ပါတယ်စေကံတော်လို့ရှိရင်တော့ဟိုအာအကြီးလို့ဟိုနေရာထောက်ပြတဲ့နေရာဒီနေရာထောက်ပြတဲ့အဆင်မပြေဘူးလေနော်ဆိုတော့ဒါလေးတွေကိုစက်မှတ်ထားပြီးတော့ကျွန်တော်တို့စေကံတော်တဲ့ခါကျလို့ရှိရင်တော့အမ် T T lamb side um tip and ဥမာနာနေတယ်ဘိုင်းနာတယ်ဆိုလို့ရှိရင်ပိုထောင်းဒါတော့တမျိုးသွားတာပေါ့နော်ဆိုတော့အမ်ထိုင်းစာလေးနိုင်နေတဲ့တငယ်ချင်းမိတ်ဆွေညူကိုတွေလည်းအဲဒီစကလုံးနဲ့ကြက်မှတ်ပြီးတော့အမ်ပြန်လည်သုံးချနိုင်ပါစေလို့သွားရင်လည်းကျွန်တော်ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါတယ် day 3ဆုံးမယ်